မြန်မာတရုတ်နှစ်နိုင်ငံအဓိကကုန်သွယ်ရေးလမ်းကြောင်းဖြစ်တဲ့မူဆယ်မန္တလေးပြည်တော်စုလမ်းမကြီးပေါ်က105မိုင်ကုန်သွယ်ရေးဆုံမှာကုန်စည်စစ်ဆေးခံရဖို့အချိန်ကြာမြင့်စွာစောင့်ဆိုင်းနေရတာကြောင့်ရင်ကျော်ပိတ်ဆို့မှုတွေမကြာခဏဆိုလိုဖြစ်နေပြီးနှစ်နိုင်ငံကုန်စည်စစ်ဆေးရေးမှာနှောင့်နှေးကြန့်ကြာနေရတယ်လို့မြန်မာပြည်ကကုန်တွေတွေနဲ့ရင်မောင်းဖြစ်သူတွေကအခုလိုဆိုပါတယ်အခုလိုလမ်းကြောင်းပိတ်တယ်ဆိုရင်အချိန်မနိုင်တော့ဆောင်းရတယ်အဲဒါကလေးမိုးချုပ်ညနေပိုင်းနေဆောင်ရတယ် ဲတခါလေးရပြီတော့ဒီကားထဲမှာကြီးတညာအဲ့လောက်ဆောင်ရတယ်ဗျအဲလူကြီးတွေကိုလှုပ်တော့လှုပ်နေကြတယ်အတီးကားဆိုရင်တော့ဦးစားပေးပါတယ်ညာဘက်နေကြလှုပ်ပေးရကိုလည်းလူကြီးလမ်းကြောင်းရှိလို့ဆိုပြီးတော့ခဏပိတ်ရတာပါခဏနေပြန်လှုပ်ပေးပါလို့ပြောတယ်မူဆက်105မိုင်ကုန်တယ်ရေးစုံအတွင်းမှာ X-ray ရုံနှစ်ရုံရှိပါတယ်ကုန်စီတစ်မျိုးနဲ့တင်ဆောင်လာတဲ့မီဒီကုန်တီရင်မဆို X-ray ရုံမှာမင်းနိုင်တဲ့စနစ်နဲ့ဖြတ်တန်းစစ်ဆေးခံရပါတယ်ဒီလိုစစ်ဆေးခံရဖို့အချိန်ကြာမြင့်တာဆောင်းဆိုင်ရတာကြောင့်ရင်ကျောပိတ်ဆို့မှုတွေဖြစ်နေရတာလို့ ရှင်မောင်းတူကဆိုပါတယ်။အော်ဒီအသီးသမားတွေအနေနဲ့ဆိုရင်တော့ဗောနော်ဒါသူတို့ခုလာတဲ့အသီးကတရက်ပေါ့ဗျာ။ကျွန်တော်တို့မောင်းလာတာတရက်ဒီလမ်းပိတ်တာတရက်ခြေကောင်ထဲဝင်ဖို့ကတရက် is it တက်လို့ရှင်ကိုတတိကုံတော့အဲ့မှလည်းကို၄၃ရက်လောက်ဖြစ်သွားပြီ။ is this ဆလုတ်တွေကဒီလမ်းကြောင်းပိတ်တော့တာပဲ။ရင်ကြောပိတ်ဆုံးမှုနဲ့ကြုံတဲ့အခေါက်မျိုးဆိုရင်မြမာပြည်ကနေတရုတ်ပြည်ကိုတင်ပို့တဲ့တစ်တီးတွေပုတ်ကုန်ပြီးကားလမ်းပေးမှာပဲဆွန့်ပစ်လိုက်ရတဲ့အခါမျိုးရှိတယ်လို့ကုန်တယ်တူကပြောပါတယ်။ရှုံးနေရှိရင်မြမာကုန်တယ်ပဲရှုံးတာပေါ့ဗျာ ကိုတိလဲတာမြန်မာပြည်ပဲလဲ့တဲ့ကျွန်တော်ပေါ့သုံးရက်လောက်ကြာပြီတိနံမဒီရောက်တယ်ကျွန်တော်တို့ကထုံရှုံတယ်တိနံတကယ်လို့ပုတ်ပြတဲ့သုံးရက်ကျွန်တော်တို့ကားကြီးနော်မီလာချခဲ့ရတာအဲ့လိုဖြစ်နေတယ်အဲ့ဒါမှလွတ်လွတ်ကျွတ်ကျွတ်ပွားချရတာသူတို့တည်းချလို့မရဘူးဘေးကိုလွတ်ကျွတ်အောင်ပွားပို့ပေးရတယ်နှစ်နိုင်ငံကုန်စည်ကူးတန်းရေးမှာနောက်နေကြံ့ကြာမှုတွေမရှိစေဖို့ဆိုရင်အိတ်ရွှေးရုံတွေကိုမင်းလိုက်မကြီးဘေးမှာပဲတိစောက်ထားတဲ့နယ်လို့ကားဆရာတူကပြောပါတယ် ဒီလိုကွင်းထဲမှာမစစ်ဖက်နဲ့အဝင်းမှာဒီကုံတွေရေစုံအဝင်းမှာဒါနာဂတကတာမျိုးမှာအစ်စရေးထားလိုက်ရင်တော့ကောင်းတာပေါ့ဗျာလာရမြန်ကဝင်ထွက်စစ်ပြီးတခါရဲအဲ့ဒါမျိုးဆိုရင်တော့မြန်လာပေါ့နော်ဒီကိစ္စနဲ့ပတ်သက်ပြီးတရား၅မိုင်ကုံတွေရေစုံကညွှန်ကြားရေးမှူးကိုဒီပြည်ပြည်ကတွားရောက်မေးမြန်းခဲ့ပေမဲ့မတွေ့ခဲ့ရပါဘူးကျွန်တော်ခွန်စော်ဦးပါ